မြူနင်းတို့ထောင်ရဝေအပိုင်း30နဲ့ပရိသတ်ကြီးတို့ရေကံကြမ္မာကတော့နေနေနဲ့စောင်းနှင်းဖြူလေးကိုမစုံစေချင်ဘူးနဲ့တူပါရယ်နိုင်ငံသားမှာအဖြစ်ရဲ့အကူအညီနဲ့စေးသွားကုနေတဲ့နေနေလေးကတော့နိုင်ငံသားမှာလည်းသူ့ရဲ့ခြေထောက်အောက်ပိုင်းဒေတာကပြန်မကောင်းလာနိုင်လို့စနိုးစီကိုပြန်မလာတော့ဘူးတဲ့လားအဲ့ဒါနဲ့စနိုးလေးကလည်းနေနေရဲ့တရင်ကိုကြားပြီးတော့မမနန်စီမှာမြည်ရင်နဲ့ နေနေကအယံတနာဖို့ကောင်းတယ်မမနဲ့ရေနေနေကအယံတနာဖို့ကောင်းတယ်သူကစနိုးပြင်းမှန်းမှကြောက်လို့သူ့အကြောင်းနဲ့စနိုးဒုက္ခရောက်မှဆုလို့သူပြန်မလာတော့ဘူးတဲ့နေနေကိုယံတနာတယ်မမနဲ့ရေဆိုပြီးတော့နေနေရဲ့တရင်ကိုကြားပြီးတော့စနိုးခမရမှာညီရီနဲ့ဝန်နေပူဆွေးခဲ့ရပြီပဲဖြစ်ပါတယ် ီလိုနဲ့စနိုးခမရမှာလည်းနှီးကကောင်းတာမဟုတ်ဘူးသူ့ရဲ့အဆုပ်ယောဂါကနိနေရဲ့တရင်အကြောင်းပုံမူပြီးတော့ဆူရလာမှာဖြစ်ပြီးဒီလောက်အသိအလုံးကဂယူဆိုင်တဲ့ကြားရီကနေစနိုးဟာသူလုတ်ခဲ့တဲ့အသိကလူတက်မှုတွေအတွက်လည်းနေတဲ့အိမ်မက်ထဲမှာမသိစိတ်ကနေချင်းချောက်ခန်းနေရတာဖြစ်ပြီးတော့ပရိသတ်တွေဝထုတဲကအတိုင်းဖတ်ကြသလိုမျိုးနှစ်ယောက်စလုံးတီးဆုံးပြီးအုတ်ဂူဖြူဖြူလေးနဲ့နှစ်ယောက်စလုံးကိုအတူမြုပ်နှံတော့မှာလား director ကဘာဖြစ်လို့ ဇတ်သိမ်းပိုင်းကိုမပြောင်းလဲလိုက်ရတာလေရင်းနှစ်ဖွဲ့ရကြီးရှူရတော့မလားဆိုပြီးတော့ပရိသတ်တွေကတော့ဒီဇာကားလေးကိုကြည့်ပြီးတော့ရင်းသထစ်ထိတ်နဲ့ဇတ်သိမ်းပိုင်းကိုစောင့်မျှော်နေကြပြီပဲဖြစ်ပါတယ်